လမ်းထိပ်မှာရှိတဲ့ခွေးလေခွေးလင်းတွေဟာသူ့ကိုမျက်နှာနဲ့ထိုးပြီးတော့ဥလိုက်ကြတယ်အမှန်ဆိုရင်တော့ခွေးတွေဟာလူစိမ့်မြင်ဟောင်းလေးရှိပေမဲ့အခုတော့ထထူးဆန်းဆန်းပဲဆဲဆဲငငယ်ဥကြတယ်ဟာဒီခွေးတွေကတော့ငါလှုပ်လိုက်ရကိုတင်းငွေဟာလမ်းမပေါ်ကအုံနေတဲ့အပိုင်းတစ်ခုကို ကောက်ပြီးတော့လမ်းပေါ်မှာအိတ်တွေကသူ့ကိုဥနေတဲ့ခွေးတွေကိုကောက်ပေါ်တော့မှခွေးတွေဟာထွက်ပြေးသွားပြီးခလန်းလမ်းမှာရှိတဲ့စိုက်ကားကလေးအောက်ကိုတိုးဝင်သွားကြတယ်လမ်းမကြီးတစ်ခုလုံးကို အုံနေခဲနဲ့ တိုက်အိမ်ဖြတ်ထားတဲ့အင်္ဂရေရဲ့အပိုင်းစားတွေနဲ့ခင်းကျင်းထားပြီးတော့လမ်းတစ်ခုလုံးကခလုတ်ကသင်းနေနဲ့ပြည့်နေတယ်လို့ဖြစ်နေပါတယ်။မိုးကတပြက်ပြက်ရွာထားတာကြောင့်လမ်းမကြီးပေါ်မှာလည်းဘောအိုင်တွေဟာခိုတအိုင်ဒီတအိုင်နဲ့အိုင်ထုံးနေတယ်။ကိုတင်ဝယ်တယောက်ဒီလမ်းမကြီးတိုင်းဆက်လျှောက်လိုက်ရဒီရက်ကဟာမြို့တရက်ကွက်ဖြစ်တာမို့လို့လူနေကျပါလှပါတယ်။လမ်းဘေးတစ်ဖက်တစ်ချက်မှာတော့ချမ်းအလူကြီးတွေတာရှိပြီးအိမ်လေးတွေကလည်းဟိုတလုံးဒီတလုံးကွက်တီကွက်ကြတည်ရှိပါတယ်။ဒီအိမ်လေးတွေကလည်းအမောင်ကြနေရော။ ကိုတင်းဝင်လက်ထဲမှာတော့အမဲသားဟင်းတစ်ထုပ်လဲပါလာတယ်။ပြီးတော့ထမင်းတို့ကိုကင်ထားပြီးတော့ပလင်းအပြည့်နေပါရှိတဲ့အရက်ပလင်းကိုတော့ခါးချမှထိုးထားပါရယ်။ဖလန်းကလည်းမှောင်လိုက်တာကွာ။ကောင်းကင်မှာမိုးရိပ်တွေဆင်းနေတာကြောင့်ပဝင်းချင်ကမှောင်တိကျနေပါရယ်။ကိုတင်းဝင်ဆက်လျှောက်လာရင်လည်းစလိတ်တောက်ချင်တယ်လို့ဖြစ်လာတယ်။ဖလန်းတိုင်းလျှောက်လာရင်ရေမြောင်းကူတရာလေးတစ်ခုစီကိုရောက်လာတယ်။တရာလေးမှာအုပ်ပေါင်လေးရှိတာကြောင့်အဲ့ဒီအုပ်ပေါင်လေးမှာခဏထိုင်နေ။လူကလည်းရေချင်းကိုက်နေပြီဖြစ်တယ်လို့ လမ်းကြီးလျှောက်လာရတာကြောင့်အတော်လေးကိုလည်းမောဟိုက်နေပြီဖြစ်ပါတယ်။ခါကြကပလင်းကိုထုတ်ကာတငုံကန်ငုံလိုက်ပြီးတော့ခဏတော့ဆက်ပြီးတော့ထိုင်နေတယ်။ကျုပ်တို့ခီးသွားနေတော့ကျုပ်တို့အိမ်လေးကိုခဏတော့စောင့်မေးပါကိုတင်ငွေရ။ရောက်ဖဖြစ်သူကသူ့ကိုအကူအညီတောင်းလာတယ်။ကိုတင်ငွေကမစောင့်ညင်မဲ့မဲ့ညီမဖြစ်သူကအိမ်ဆောင်ကဖြစ်ငွေတရာပေးမယ်လို့ဆိုရယ်။ကိုတင်ငွေတယောက်အလုပ်ကျန်သမားဖြစ်ပြီးအခုတော့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှလောက်ကင်နေပါတယ်။ ပြီးတော့ညီမဖြစ်သူအိမ်မှာ၃ရက်လောက်ညအိပ်ပြီးပတ်စံလဲရမယ်ဆိုတော့ကိုတင်းဝင်လက်ခံနေအချင်းက1989ခုဝင်းကျင်ဖြစ်ပါတယ်ငွေတရားဆိုတာတိတ်မနေတဲ့ပမာဏလည်းဖြစ်တယ်ဒီတော့ကိုတင်းဝင်ညီမကန်ကောင်းနေအစိုးရဝန်ထမ်းတအုပ်နဲ့အိမ်အောင်ကြပြီးရန်ကုန်မြို့မှာရှိတဲ့ရက်ွက်တစ်ခုမှာအိမ်သေးသေးလေးကိုစောက်ပြီးနေထိုင်ကြတယ်ဒါပေမဲ့မကြခင်မှာညီမဖြစ်သူနေထိုင်တဲ့ရက်ွက်ကလေးမိဘတဲ့နေဒီခါမှာမိဘတဲ့ပြည်သူတွေကိုအခုမျိုးကွက်တဲ့မှာပေ၄၀၆၀ကျဲတဲ့ အကွက်တွေပြင်လဲပြီးတော့အစားထုတ်ပေးတဲ့အတွက်မြမဖြစ်သူတို့အခုမျိုးသစ်ကိုပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။ဒါပေမဲ့မျိုးသစ်မှာလူတော့မစီကားသေးဘူး။လမ်းတွေဟာပပောင်းနေတဲ့လမ်းတွေဖြစ်ပြီးပတ်စံမရှိသူတို့ချို့သာမျိုးသစ်မှာလာရောက်ခြေချတယ်။အခုလည်းညီမတို့လည်းများနေအောင်မျိုးသစ်မှာလာရောက်နေထိုင်ကြတယ်။ယောက်ျားဖြစ်သူရဲ့ဇာတိနယ်ကိုအလဲထွက်သွားရအကိုဖြစ်သူကိုတင်ငွေကိုအင်ဆောင်ခံခဲ့ခြင်းလည်းဖြစ်ပါတယ်။အိမ်ကလည်းလူဆောင်မရှိလို့မရဘူး။လူနေကျဲပါတဲ့ကွက်တင်မလို့တကိုးတဘွက်တွေပေါများတယ်။လူမရှိတဲ့အိမ်တွေဟာ မကြာခဏဆိုသလိုဖောက်ထွင်းခံရတယ်။တခိုးတွေကနေကင်းချိန်မှာမခိုးရဲပေမဲ့ညဘက်လူကြီးတိတ်တဲ့ချိန်မှာတော့စိုးသွမ်းမင်းမှုတယ်။ကိုတင့်ွယ်တယောက်အုတ်ကုန်လီမှာထိုင်နေတဲ့ဘေးဘီကိုကြည့်တယ်။ခြေမြောင်းကလေးနေပိုင်းမှာရှိတဲ့မြေကွက်လက်မှာတော့အုတ်ကူကြီးတွေကိုတွေ့ရတယ်။အုတ်ကူကစိတ်လုံးကန်ရှိမဲ့တဲ့။အခုမြို့ကွက်တဲ့နေရာမှာရခိုင်နှောင်းကလူမနေတဲ့ကွင်းကြီးဖြစ်ပြီးအခုမြင်နေရတဲ့အုတ်ကူကြီးတွေကလည်းတစ်ချိန်ကလူတွေအုံပြုခဲ့တဲ့တင်ញိုင်ဟောင်းကြီးဖြစ်မယ်လို့ထင်တယ်။ကိုတင့်ွယ်ထိုင်နေတဲ့ဘဇက်ချင်းလာတယ်။ဒါကြောင့်မဲ့ အင်းကြီးအိတ်ထဲကတောက်လက်စစေဘောလက်ကိုထုတ်ပြီးတော့မြင့်ကျဆံမှုကိုထုတ်တယ်။မြင့်ကျဆံမှုတွေကမြင့်ကျဆံတစ်ခုကိုထုတ်ပြီးတော့ဘူးနဘေးမှာရှိတဲ့ရန်နဲ့ပုတ်ခါဖြစ်တယ်။သုံးလေးချက်ကန်ပုတ်လိုက်တော့မှမြင့်ကျဆံကဟောင်းနေတဲ့နေရာမိထတောက်တယ်။ဒါကြောင့်စလိတ်ကိုမြင့်ကျဆံနဲ့တို့တယ်။စလိတ်ပေါ်လိုက်ပြီးတော့စလိတ်ငွေတွေကိုမိုးဘော်ကိုမှုတ်တင်ပြီးတော့မှသူ့နဘေးမှာလူတအူလာပြီးထားနေရကိုမြင်တွေ့ရတယ်။ပဝင်းကျင်ကအမောင်ဖုံးနေတာကြောင့်အဲ့လူကိုတက်တက်ကွက်ကွက်တော့မမြင်ရဘူး။လန့်လိုက်တာကွာ။ ငါလည်းခွေးထဲမှာပဲမင်းကဘာလုပ်လဲကွာကျုပ်ကခိုးဘက်ရော့ကကပါအေးကွာညကလည်းမောင်းလကလည်းမထွက်တော့လမ်းကလည်းကြမ်းကြမ်းနဲ့ဆိုတော့တော့တာခီးမပေါ့ဘူးကွာကိုတင်းဝင်တယောက်မတ်တက်ထရက်တယ်ပလင်းကိုယူပြီးတော့ခါးကြကိုတေချထိုးတယ်အဲ့နောက်ထားလာတော့မှသူ့ဘေးကလူငယ်ဟာသူ့ရှိမှပိတ်ပြီးတော့ရက်တယ်ဟဲ့ကောင်မင်းဘာလုပ်တာလဲကျုပ်ဘိုက်စားလို့ဗျာ ခမည်းလက်ထဲကကင်လာတဲ့အမဲသားဟင်းလေးကိုကျွေးပါလားအမဲသားကတော့ကိုတင်းငွေအကြိုက်ဆုံးအသားဖြစ်ပါတယ်ဒီနေ့လည်းညီမပြည့်သူပေးခဲ့တဲ့ငွေတရာနဲ့အမဲသားဟင်း20ပုဒ်ဝယ်စားတယ်တဝက်ကိုပုံဆိုင်မှာမြည်ပြီးတော့ကျန်တဲ့တဝက်ကိုအိမ်မှာအရက်နဲ့အေးစေးမြည်မတွေးကပယ်လာခြင်းဖြစ်ပါတယ်အမဲသားတော်ကြီးက၄ငါးတုံးကန်ကြံနေတယ်ဟဲ့ကောကျွေးစရာလားကွာမကျွေးဘူးကွာငါရှိကဖယ်စမ်းလာမလျှောက်နဲ့ကိုတင်းငွေကအဲ့လိုကိုတွန်းထုတ်တယ်ဒါပေမဲ့ ဘီလူကိုတွန်းရတာနဲ့မတူဘဲနဲ့ဘီလက်မြေအိတ်ခုံကိုတွန်းရတယ်လို့အဝဲစားကိုတွန်းရတယ်လို့ပြောပြောကြည့်ဖြစ်နေတယ်။အဲ့လူငယ်ကသူ့တွန်းတဲ့ခါမှာတော့လမ်းဘေးကိုကျဆင်းသွားတယ်။ကိုတင်းွယ်ဆက်ပြီးလျှောက်လိုက်ရအဲ့ဒီလူငယ်ဟာသူ့နောက်ကနေကုတ်ချောင်းချောင်းနဲ့လိုက်ပါလာတာကိုတွေ့ရတယ်။ကိုတင်းွယ်ကတော့လူမုံဟုတ်မှန်တိတ်ပြီးတော့မရိပ်မိသေးဘူး။တရဲဆိုတာလည်းမကြောက်တတ်သူမို့လို့ဒီတပ်ပို့ဆိုးလာရင်ထိုးကြိတ်မယ်လို့လည်းတွေးမိတယ်။မကြခင်မှာမြမပြည့်သူအိမ်ရှိကိုရောက်လာတယ်။ခြံတကားကိုဖွင့်လိုက်ပြီးတော့ခြံထဲကိုဝင်တဲ့အခါ အဲ့လူငယ်ကခြံဝန်းမှာရက်ပြီးတော့ကြံနေခဲ့တယ်။ခြံစည်းရိုးမှာဝက်ကတ်တွေနဲ့ကာရင်ထားခြင်းဖြစ်ပြီးခြံရှိမှာဘာပဲမှမရှိဘဲနဲ့ပြောင်းရှင်းနေရ။အိမ်ဝင်ဝန်းမှာခြားထားတဲ့ရေအိုတွေကရေတွေကိုခတ်ယူခြေထောက်ဆေးပြီးတော့အိမ်မော်ကိုတက်လာတယ်။မောင်မိုက်နေတာကြောင့်ဖျောင်းနေတဲ့တိုင်ကိုရှာဖွေထုံးကြည့်တယ်။အိမ်ထဲကအနေငယ်လင်းသွားတယ်။တိုင်ကက်နာရီကညာ9နာရီခွဲကိုညွန်ပြနေပြီ။ဒီတော့ကိုတင့်ွယ်လေလက်ထက်ကဟင်းထုပ်ထမင်းထုပ်တွေကိုအနေမှရှိတဲ့ဇပွဲပေါ်ကိုတင်ကခါးကအရက်ပလင်းကိုလည်းဇပွဲပေါ်ချတယ်။ ပင်မလာတာကြောင့်အိမ်ရှိကန်းကျမ်းမြစ်မှာလဲချပြီးတော့မိကနေအိပ်ပေါ်သွားခဲ့တယ်။နေလာငါသားကိုလှုပ်တာအဖွားကြီးတယောက်ကသူ့ကိုလက်ညှိုးကန်းကိုထိုးပြီးပြောတယ်။အဖွားကြီးရဲ့မျက်တွင်းတွေဟာနတ်မောင်နေပြီးတော့အတွင်းကမျက်လုံးဖြစ်ပြူးပြူးပြူးကြီးကိုလည်းမြင်ရတယ်။အဖွားကြီးကမှဝယ်စားမပါဘဲနဲ့ခါးပိုင်မှာတော့သမိန်စာအပိုင်းလေးတစ်ခုကိုပွက်တာတယ်။သူ့နောက်မှာတော့ကောင်းလေးတယောက်မတ်တက်ရက်နေတယ်။ကိုတင်ွေကအဲ့ဒီကောင်းလေးကိုတိတ်ချကြည့်တယ်။အော် ဘသူများလဲလို့မင်းကလမ်းမငါကိုဟင်းတောင်းစားတဲ့ငမဲပဲအဲ့ဒီကောင်လေးတကောလုံးကမီးသွေးခဲလို့မဲနေနေတယ်မျက်လုံးဖြူဖြူလေးသာမှိတ်တုံမှိတ်တုံနဲ့မြင်ရတယ်အဲ့ဒီကောင်လေးကကိုတင်းွယ်သူ့ကိုငမဲလို့ခေါ်တဲ့ခါမှာတော့ငုံမဲမဲဖြစ်သွားတယ်တွေ့လားမေးကျွန်တော်ကငမဲတဲ့အောင်မမင်းကမဲလို့ငမဲလို့ခေါ်တာဘာဖြစ်လဲကွာကိုတင်းွယ်ကနောက်ပြောင်ပြီးတော့ပြောတယ်ဒီခါမှာအဖွားကြီးကလက်ကိုမြှောက်တယ်သူ့ရဲ့လက်ဝါးကြီးဟာ တဖြည်းဖြည်းကြီးမားလာတယ်။ရက်တောင်ကြီးတစ်ခုနဲ့တိုးလာတယ်။အဲ့နောက်အဖွားကြီးက ကိုတင့်ွယ်ပါကိုအားနဲ့ကြိုက်ခဲ့တယ်။ကိုတင့်ွယ်တကောလုံးထုတ်ပိုးသွားပြီးတော့ဆက်ကနေကောက်ထားတယ်။သူအိပ်ပျော်ပြီးတော့အိမ်မက်မနေချင်းဖြစ်တယ်။အိမ်တကားကြီးကဟောင်းလောင်းကြီးပွင့်နေပြီးတော့လေတွေကလည်းတဟောနဲ့တိုက်ခတ်နေတယ်။ဩအိမ်မက်ကလည်းစိုးလိုက်တာပါလား။ကိုတင့်ွယ်အိမ်တကားကိုပိတ်တဲ့ချိန်မှာဘိုက်ကစားလာတယ်။ဒီလိုနဲ့မိဘကမှထိုင်မိဘကမှသမင်းစားစပွဲလေးတစ်ခုလည်းရှိတယ်။ ။ထမင်းစပွဲကိုပြောင်းနိုင်မိကိုကြပြီးတော့သူဝင်လာတဲ့ထမင်းနိုင်ဟင်ကိုအကန်အတွင်းကိုခုကတ်တဲ့တဲ့အဲနောက်ပလင်းကိုတငုံမောတော့မိဘကန်ကလုံနေရကြောင်းအိုက်ဆက်ဆက်ပြက်လာတယ်။ဒါကြောင့်ပဲစပွဲပေးနားမှာရှိတဲ့သတင်းပေါက်ကိုဖွင့်နေဒီတော့မှလေတီဟာတဟောနဲ့ဝင်လာတယ်။မိုးရွာတော့မှမို့လို့မိုးသက်လေကအနေငယ်တော့ပြင်းထန်ပြီးတော့တိုက်ခိုက်လာတယ်။ချန်ပေးနားမှာတော့မိကိုလက်ကြီးဖြစ်ပြီးခါးလေးလောက်ရှိမှမျက်ပင်တွေဟာထူထူထဲထဲပေါက်ရောက်နေပါတယ်။ကိုတင်းွယ်တယောက်အရက်ကိုဖန်ကောတလုံးထဲကို ငှက်ထက်နေတော့မှာပဲသူ့ရဲ့ထမင်းပုံကို ပုံထားတဲ့အမေသားတုံးဟာကြောက်ချက်မလားပျောက်ကွယ်သွားတယ်။ဟာငါလက်ခွမ်းမယ်။ခုနကကြည့်တော့လေတုံးရှိပါသေးတယ်။အခု၃တုံးပဲကျန်တော့ပါလား။ဒရင်ပေါက်ပြင်ကိုတစ်ချက်ကြည့်တယ်။ဘာမှမရှိ။ဒီလိုနဲ့အမေသားတုံးကိုဖိတ်ပြီးတော့ထမင်းထဲကိုမြုပ်ကာပါဇက်ထဲကိုတွင်းနေတကယ်မှာပဲလက်ကြီးတစ်ဖက်ကဗရင်ပေါက်အပြင်ကဝင်လာကထမင်းပုံကိုပုံထားတဲ့အမဲသားတုံးကိုဆွဲယူတယ်။ကိုတင်းငွေကလှင်မြန်အောင်မို့လို့အဲ့လက်ကြီးကိုသူ့လက်နဲ့လှမ်းဆွဲတယ်။ ဘယ်ခွေးတထောင်စားလောက်တာလဲကွာဟမ်ဗတိုင်းမအပြင်မှာခုနကတွေ့ခဲ့တဲ့မောင်မဲကမတက်ရက်နေတယ်ကိုတင်းငွေကဗတိုင်းမအပြင်ကိုကြည့်လိုက်ရာသူ့နဲ့မျက်နှာချင်းဆိုင်ပြီးသွားတယ်လက်ကြီးကမောင်မဲရဲ့လက်မမဲကြီးဖြစ်တယ်မောင်မဲကသူ့ကိုသွားဖျက်ပြတယ်ဖြူဝန်းနေတယ်သွားတယ်ပြင်အဆွဲကြီးနှင်းချောင်းကိုလည်းမြင်တွေ့ရတယ်ဟဲ့ကောင်ငမဲမင်းကငါမကြွေးဘူးနော်မင်းမကြွေးရင်ငါလှုပ်စားမယ်ကွာငမဲကဗတိုင်းမောက်ကနေအတင်းကုန်တက်လာတယ်ငမဲကိုယ်လုံးမှာ အမွှေးနဲ့ကြီးတွေပေါက်နေပြီးတော့တကောလုံးကကြမ်းရှာရှာတိတွေ့ကိုခံစားရတယ်။ကိုတင်းငွေကငမဲကစောင့်တွန်းလိုက်ရာကိုတင်းငွေထိုင်ကုံဘောကပြုတ်ကြပြီးတော့ကြမ်းမြင့်မှာလဲကျသွားတယ်။ငမဲကသမင်းစပွဲကုံဘောမှာစောင့်ကြောင့်ထိုင်ပြီးသမင်းနေတဲ့အမဲသားတွေကိုသူ့ပုဆက်တွင်ကိုအငမ်းမရပဲထုတ်ထဲတယ်။ထိတ်ကောင်အဲ့ဒါအဲ့ဒါငါဟင်းတွေကကိုတင်းငွေမတက်ထားလိုက်တော့ပကံထဲမှာသမင်းဟင်းတွေတစ်စမ်းမှမရှိတော့ဘူး။ကိုတင်းငွေဒေါသထွက်သွားပြီးတော့ငမဲနဲ့နှပန်းထလုံးနေ။မိဘကြောင့်တက်မှာပကံနေပြုတ်ကြတဲ့ ပလင်းနေပြောက်ကြတဲ့နေစုံညံ့နေတယ်။နောက်တော့ငမဲကပတင်းပေါက်ကနေပြန်ခုံဆင်းပြေးတယ်။ကိုတင်းကလည်းပတင်းပေါက်ကနေခုံဆင်းလိုက်တယ်။ကဆူကျွတ်ကြသွားပေမဲ့အောက်မှာဘောင်းမိကြံသေးတာကြောင့်ငမဲနောက်ကိုဆက်ပြေးလိုက်တယ်။ငမဲကလမ်းတိုင်းပြေးရကိုတင်းဝင်ကလည်းငမဲနောက်ကိုဒေါလာကြီးနဲ့ပြေးလိုက်တယ်။တရားလေးနာရောက်တဲ့ခါမှာတော့ငမဲကိုမိသွားတယ်။ကိုတင်းဝင်ကခုံအောင်လိုက်ပြီးတော့ငမဲကိုလှိမ့်ပြီးတော့ထိုးတယ်။ဒီခါမှာသူ့ရဲ့ကြောကုန်းကိုရုံးကနေပဲလက်နဲ့တစ်ချက်အရိုက်ခံလိုက်ရပြီးတော့ ကိုတင့်ဝယ်အတော်လေးကိုနာကျင်သွားတယ်။သူ့ကိုရိုက်တဲ့သူကိုထားကြည့်တဲ့အခါအဖွားကြီးတယောက်ဖြစ်နေတယ်။နင်ကငါသားကိုလှုပ်တယ်ပေါ့။နင်ကငါလှုပ်မယ်။အဖွားကြီးစီကိုကိုတင့်ဝယ်ခေါ်ပြီးတော့အုပ်တယ်။ဒါပေမဲ့အဖွားကြီးကသူ့ရဲ့လက်ကြီးနဲ့ကိုတင့်ဝယ်မျက်နှာကိုစီးပြီးရိုက်တယ်။အဲ့ဒီရိုက်ချက်ကိုမေးသွားတဲ့ကိုတင့်ဝယ်ခေါင်းနဲ့မိုးပြီးတော့မိတ်လဲကျသွားတယ်။ဟေးလူထတော်ဗျ။ဟေးလူထတော်လေးဗျ။လူအများခေါ်တန်ကြတာကြောင့် ကိုတွင်းငယ်မျက်လုံးကိုဖွင့်ကြည့်တယ်။ဒီခါမှလူတွေဟာသူ့ကိုအုံခဲပြီးကြည့်နေတယ်။မနှက်မိုးလေးမျိုးဖြစ်ပြီးညကတိတ်ဆိတ်နေတဲ့လမ်းမကြီးမှာလမ်းသားလမ်းလာတွေဈေးသက်တွေစိုက်ကားတွေနဲ့စီကားနေပြီ။ငမဲငမဲတီကောင်ဘယ်ကိုရောက်သွားလဲ။ကိုတွင်းငယ်ကုန်းထားလိုက်တော့သူကအုတ်ခုံကလေးနီမှာလဲကျနေခြင်းဖြစ်တယ်။သူ့နားမှာရှိတဲ့လူတွေဟာကြီးကြီးကျယ်လုံနေတယ်။ခမရတော့ဗျာငမဲတို့သားမိနဲ့တွေ့ခဲ့ပြီထင်တယ်။ဒီတော့မှကိုတွင်းငယ်ခေါင်းငိမ့်ပြတယ်။ နမဲတို့သားမီးကဟော့ဟော့ကတစ်ပင်ကြီးမှာနေရတယ်ဗျာဘေးနားကလူကလက်ညှိုးထိုးရာကြည့်တဲ့အခါမှာတော့ကြီးမားလာတဲ့မဲဇလီပင်ကြီးကိုတွေ့ရတယ်မဲဇလီပင်နားမှာလည်းအုတ်ကူဟောင်းဆယ်လုံးကကအစီရီရှိနေတယ်ငမဲဆိုတဲ့တကောလုံးအမင်းနဲ့ကောင်ကညအချိန်မတော်ဒီလန်းကဖြတ်သွားတဲ့သူတွေကိုနှောက်ရက်တဲ့ကောင်မြခမားမသေးတာကန်ကောင်းတာပဲကိုတင်းဝင်ကကြောင်စစ်စစ်နဲ့မတက်ရက်ပြီးတော့ညမဖြစ်သူအိမ်ကိုပြန်လာတယ်ညဘက်ရောက်ပြီး ကိုတင်းဝင်ကားပေါ်ကဆင်လိုက်တော့မြို့တစ်ကားကိတ်မှာလူတယောက်မှမရှိဘူးမြို့တစ်အဝင်လမ်းကြီးကလာရောက်အောင်မှဖြူဖွှင်းနေတယ်ကိုတင်းဝင်ကဒေညာကအရက်အတော်လဲမုန်းနေပြီလက်ထဲမှာအမဲသားဟင်းနဲ့ထမင်းတက်ကိုကင်ထားပြန်တယ်သူ့ကိုဟောင်းတဲ့ခွေးတွေကို၆လံမောင်းထုတ်ပြီးလမ်းဆက်လျှောက်လာတယ်မကြခင်မှာတံတားလေးနားကိုရောက်လာတယ်အုပ်ပေါင်းပေါ်မှာလူရှင်နေတာကြောင့်ကိုတင်းဝင်ကထိုင်ချတယ်ခါးကြမှာရှိတဲ့ပလင်းထဲကရက်ကိုတကြိုက်မောတော့ပြန်တယ်ဒီခါမှာ မဇလီပင်မှာလေမတိုက်ဖယ်နဲ့ရှဲကနဲတုံခါသွားပြီးတော့အပင်မော်ကနေငမဲတယောက်ပင့်ကိုကြီးတစ်ခေါင်လုံးပဲစောက်ထိုးကြီးဆင်းလာတယ်။အဲနောက်ကိုတင်းငွေနဲ့ပြီးမှဝင်ထိုင်တယ်။ကိုတင်းငွေကမတက်ရက်တယ်။ပစိုးကိုချွတ်တယ်။ပြီးတော့ပခုံးမှာဝင်တိုင်းတယ်။ကျုပ်ပိုက်စားတယ်။ကျုပ်ကိုအမေသားဟင်ကျွေးဆက်မှာဗျာ။ကိုတင်းငွေဘာမှမပြောဘဲနဲ့ငမဲမျက်နှာကိုလက်သေးညအားကိုထိုးချလိုက်တယ်။ကိုတင်းငွေနဲ့ငမဲ၃ညတနိုင်ထိုးနှက်တပ်ပုတ်ကြတယ်။ သုံးရက်လုံးတဲ့အခါမှာတော့မြမဖြစ်သူဟာခရီးကပြန်လာတာကြောင့်ကိုတင့်ငွေမျိုးတစ်ကလေးဘက်ကိုခြေဦးလုံးဝမလှည့်တော့ဘူးဒါပေမဲ့တယောက်စကားတယောက်နာနဲ့တရေငမဲနဲ့ထိုးကြည့်ခဲ့တဲ့ကိုတင့်ငွေကြောင့်ကိုမျိုးတစ်လေးမှာပါဇက်ရာဇဝင်တစ်ခုဖြစ်နေပြောဆိုနေကြတယ်အခုတော့အုပ်ကိုကြီးရောမဇလီပင်ကြီးရောမရှိတော့ဘူးဒါပေမဲ့လာမိုက်လောက်ွယ်ညာမြေမှာတော့ရေမြောက်ကုတရာအုပ်ပုံလေးပေါ်မှာထိုင်နေတဲ့ငမဲကိုရက်ကွက်ကလူတွေဟာမြင်တွေ့နေတတ်ကြပါသေးတယ်